လာပါရှင်။တောင်လင်းထမ်းမြေအောက်တိုဘာလ23ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထမ်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထမ်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ရေးတိုက်ပွဲမှာစစ်ကောင်ရှင်တပ်အထိနာနေတဲ့သတင်း။တဝဲဘိတ်လမ်းမိုင်းမှာလူငယ်80ကျော်စစ်မှုထမ်းအဖမ်းခံရတဲ့သတင်းတွေအပြင် NCA အခမ်းအနားမတက်ဖို့နိုင်ငံတကာကိုတော်လှန်ရေး EAO တွေတိုက်တွန်းလိုက်တဲ့သတင်းတွေကိုပါယူဆကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့တရုတ်နဲ့မြောက်ကိုရီးယား၊ဗျူဟာမြပူးပေါင်းဆောင်ရွက်မှုတိုးမြင့်မှုရှိနေတဲ့သတင်း Ukraine စီ Tomahawk တုံးကြီးပဲပေးပို့ဖို့ Trump စဉ်းစားနေတဲ့သတင်းတွေနဲ့အတူမနက်ပြန်အတွက်မိုးလေဝသသတင်းတွေကိုပါယူဆကြရမှာပါ။ ပြည်နယ်ရေးမြို့နယ်မှာတကြောပြန်ဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်ပြင်တပ်ဘက်ကအထိနာနေတယ်လို့တော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကတလွင်ထမ်းမှုပြောပါရယ်စစ်ကောင်ပြင်တပ်ဟာအောက်တိုဘာလ10ရက်နေ့ကစလို့ရေးမြို့နယ်ရဲ့ဆန်ပြအောင်တပြေကနေကမောနယ်လေးလမိုင်းကျေးရွာအနီးမှာရှိတဲ့ပတ်ဝန်းကျင်တွေကိုအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပါရယ် အောက်တိုဘာလ12ရက်နေ့မနက်ပိုင်းကအောင်တပြင်းနဲ့လေးလမိုင်းချင်းရွာအနီးမှာစစ်ကောင်ပြင်းတက်စစ်တောင်းဂျားဖြတ်တိုက်ခိုက်ခံရတာကြောင့်အထိနာသွားခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်ကောင်ပြင်းတက်ဖွဲ့ဝင်10ဦးထပ်မံထိခိုက်ဒေဆုံးနိုင်ကြောင်းနဲ့တိုက်ခိုက်မှုပြီးတဲ့နောက်စစ်ကောင်ပြင်းတက်ဟာမော့ကနေချင်းရွာဘက်ကိုပြန်ဆုတ်သွားတယ်လို့ရေးပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံဘူရန်နိုင်ကတန်လွင်ထမ်းမှုပြောပါတယ်။ စစ်ကောင်ရှင်တဟာရွေးကောက်ပွဲမတိုင်မီရေးတဝဲလမ်းမှာပြန်လည်ဆိုးမှုထိန်းချုပ်နိုင်မှုအတွက်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးအ ਨੇ ဆုံးအင်အား900လောက်ရှိနိုင်တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေကပြောကြပါဗျ။မော်ဘီနယ်ရေးမြို့နယ်ဟာစစ်ကောင်ရှင်ကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်းတက်မှာပါဝင်တဲ့မြို့နယ်တစ်ခုဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေအများဆုံးအခြေစိုက်ထားတဲ့ဒေသလည်းဖြစ်ပါရဲ့ရှင်။ တဝဲဘိတ်ပြည်တော်စုလမ်းပိုင်းမှာအခုရက်ပိုင်းအတွင်းလူငယ်80ကျော်စစ်မှုထမ်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါရှင်။ တနင်္လာရီတိုင်းတဝယ်မြိတ်ပြည်တော်စုလမ်းပိုင်းမှာခုရပိုင်းတွင်လူငယ်80ကျော်စစ်မှုထမ်းဖမ်းဆီးခံလိုက်ရတယ်လို့တက်တွဲသတင်းရင်းမြစ်တွေရဲ့ပြပုချက်တွေရသိရပါတယ်စစ်ကော်မရှင်တပ်ဟာအောက်တိုဘာ9ရက်နေ့ကစလို့တဝယ်မြိတ်လမ်းပိုင်းကတဝယ်ပေါက်တိုင်းဂိတ်တရချောင်းမြို့ဝင်ဂိတ်ပလောတရားဂိတ်တို့မှာလူငယ်တွေကိုဥတီဖမ်းဆီးခဲ့တာပါဖမ်းဆီးခံရတဲ့လူငယ်တွေဟာအသက်18နှစ်အရွယ်ကနေ30ကြားရှိတဲ့သူတွေဖြစ်ပြီးအဲ့ဒီမှာခီးသွွားလူငယ်တွေအများဆုံးပါဝင်ပါတယ် ဖန်စီခံနိုင်ရတဲ့လူငယ်တွေကိုတော့ပလောချေဆိုင်တိုင်းဘဟုအမှတ်စနစ်လက်ကျင်ရေးတင်နန်းကျောင်းနဲ့မြေကျိုးစုဘက်ကရေဒက်စကန်တင်နန်းကျောင်းတွေကိုလည်းပို့ဆောင်ထားတယ်လို့ဆိုပါတယ်စစ်ကော်မရှင်တပ်ကခီးသွွားလူငယ်တွေကိုစစ်မှုထမ်းဖို့ပြစ်မှတ်ထားဖန်စီနေတာကြောင့်အထူးသတိထားသွားလာကြဖို့ကင်မျိုးသားစီယုံ KNU တက်မာလီအထူးတဝက်တာဝန်ခံကတန်လွင်တိုင်းကိုပြောပါတယ်တစ်ဖက်မှာလည်းစစ်ကော်မရှင်တပ်ဟာပြည်သူစစ်မှုထမ်းတင်နန်းတွေအတွက် နိုင်ငံနှံ့ကစစ်မှုထမ်းကျုံးဝင်တဲ့လူငယ်တွေကိုမိလမ်းမျိုးမျိုးနဲ့ဖမ်းဆီးပြီးစစ်သားစုဆောင်မှုတွေလုဆောင်နေပါတယ်မကြခင်ချင်းပါမဲ့ NCA 10နှစ်ပြည့်အခမ်းအနားကိုနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့မတက်ရောက်ဖို့တော်လန်ရေး EAO တွေကတိုက်တွန်းလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရရှင်။ မကြခင်ကျင်းပမဲ့ NCA လက်မှတ်ရေးထိုးခြင်း၁၀နှစ်ပြည့်အခမ်းအနားမှာနိုင်ငံတကာကအထူးသက်သေတွေကိုဖိတ်ကြားသွားမယ်လို့စစ်ကော်မရှင်ကထုတ်ပြောပြီးတဲ့နောက်နိုင်ငံတကာဖွဲ့စည်းတွေကိုမတည့်ရောက်ဖို့တော်လိုင်း EAO တွေကတိုက်တွန်းလိုက်ကြပါသည်။ဒီနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့စည်းရေးသဘောတူစာချုပ် NCA လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးလက်မှတ်ရေးထိုးခဲ့တဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်း EAO 6ဖွဲ့ကအောက်တိုဘာ17ရက်နေ့မှာပူရဲသဘောထားထုတ်ပြန်တာပါ။အဲ့ဒီဖွဲ့စည်းထဲမှာလက်ရှိဆ ਿਆ နာရှင်စနစ်အမြင့်ပြည့်ရေးမှာပါဝင်နေကြတဲ့ KMU တာစီယုံ KNU ၊ချင်းမျိုးသားတပ် UCNF ၊ ကျောင်းသားတက်မတော် APSDF ဖို့မျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNL နဲ့မော်ပြည်သက်ပါတီ AD တို့အပြင်လာဦးဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်ပါသည်ပြည်သူလူထုကိုနေစဉ်ဘုံကျဲတက်ဖြက်လူငယ်တွေကိုအတမအစစ်မှုတန်းစေခိုင်းတာလုပ်နေတဲ့စေုပ်စုရဲ့ဟန်ပြလုပ်ငန်းစဉ်တွေမှာပါဝင်တာဟာမြန်မာနိုင်ငံနဲ့ဒေတာတွေမတူညီမှုကိုဖန်တီးနေတဲ့အပေါ်ထောက်ခံရကြတယ်လို့ဆိုပါတယ်။ဒါကြောင့် NCO လက်မှတ်ရေးထိုးခဲ့ခြင်း၁၀နှစ်ပြည့်အခမ်းအနားကိုမတက်ရောက်ဘဲပြည်သူလူထုနဲ့အတူရပ်တည်ကြောင်းပြသကြဖို့ UN, ASEAN နဲ့ နိုင်ငံတကာတန်တမန်တွေကိုတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းတွန်းလှန်ရေး EAO ၆ဖွဲ့ကတိုက်တွန်းတာဖြစ်ပါလိမ့်မွန်ပြည်သက်ပါတီ AD ပြောခွင့်ရနိုင်ကောင်းစကားက NCA လက်မှတ်ရေးထိုးခဲ့ချိန်မှာအတိတ်တည်းအနေနဲ့နိုင်ငံတကာတန်တမန်တွေပါဝင်ခဲ့ကြမှုအပေါ်လက်ရှိအခြေအနေနဲ့အခင်းအကျင်းတွေဟာမတူညီတော့တဲ့အတွက်အခုလိုတိုက်တွန်းတာလို့တန်လွင်တိုင်းကိုပြောပါလိမ့်ခုအခြေအနေမှာကြတော့အခြေအနေချင်းကတော်တော်ကိုကွာခြားနေပြီဆိုတာရယ်ကျွန်တော်တို့နိုင်ငံရဲ့ပကတိအရှိတရားပေါ့နော် reality ကဟိုတုန်းကခင်းနဲ့က မတူတော့ဘူးဆိုတာရဲ့ကိုဟိုနိုင်ငံတကာကိုတိစေချင်တယ်နိုင်ငံတကာတွေရဲ့မျှော်မှန်းထားတဲ့အတိုင်းမဟုတ်ပဲဒီစစ်တပ်ကိုယ်တိုင်က NCA ကိုမူအဖြစ်ရောလုံရနဲ့ပါဟိုဖြက်စီးနင်းချေချိုးဖောက်အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြီးမှအခုဒီစစ်အုပ်စုအတွက်တို့ရဲ့တရားဝင်မှုဖြစ်ရေးပွဲလိုမျိုးကိုဒီနိုင်ငံတကာတိုင်ဝိုင်းဘက်ကပြည်သူလူတို့ ရဲ့မျက်နှာကိုမူပြီးတော့မတက်ရောက်စေချင်တာပါအာဗီတူလူတုအတွက်ရက်တီပေးဖို့အတွက်ကိုကျွန်တော်တို့ကတိုက်တွန်းတောင်းဆိုတာပါအာနာသိန်းခါစမှာအာဆီယံကနေချမှတ်ပေးထားတဲ့ဘုံသဘောတူညီချက်၅ရက်ကိုလည်းစစ်တပ်ကဘာမှအကောင့်ထည့်ဖို့မှုမပြုနိုင်ဘဲနဲ့ NCA နှစ်ပတ်လည်ခန်းနာလုပ်ပြီးနိုင်ငံတကာကတက်ရောက်မယ်ဆိုရင်မြမရေးပြဿနာဖြေရှင်းရမရောက်ဘူးလို့သူကထောက်ပြပါတယ်ထုတ်ပြန်ချက်အရ NCA လုပ်ငန်းစဉ်အကောင့်ထည့်ဖို့ကာလအတွင်းမြမစစ်တပ်ဟာလုပ်ငန်းစဉ်ကိုလွှမ်းမိုးထိန်းချုပ်တာ သူတို့ရဲ့စစ်တပ်ကြီးစိုးရေးမူဝါဒတွေနဲ့တဖက်သက်ပိတ်ဆို့ပြီး NCA သဘောတူညီချက်တွေကိုအကောင့်ထက်မဖော်နိုင်အောင်တားဆီးခဲ့တယ်လို့ဖော်ပြပါရယ်။စာချုပ်ပါသဘောတူညီချက်တွေကိုအကြင်ကြင်ချိုးဖောက်တာတွေရှိခဲ့ပေမဲ့လည်းငင်းကျင်းနဲ့နာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးရည်မှန်းချက်နဲ့စိတ်ရှည်တီးခန့်နီလန်းရှာဖွေကဒီဇိုင်းမမတ်စ조사ခဲ့မှုကြောင့်သဘောတူညီချက်တို့ရရှိအောင်ကြိုးပမ်းနိုင်ခဲ့တယ်လို့ဆိုပါရယ်။ဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီမှာစစ်အာဏာသိမ်းမှုဟာ NCA စားချုပ်ရဲ့အနှစ်သာရ အခြေခံမူရင်းနဲ့ကြီးမန်းချက်တွေကိုပြောင်ပြောင်တည်တည်ဖြက်စီးလိုက်ပြီးဖြစ်တယ်လို့ NCA အကောင့်ထဲဖမှုလုပ်ငန်းစဉ်လဲရက်ဆိုင်သွားကာစက်ကူစော့တစ်ခုအဖြစ်ရောက်ရှိသွားစီတယ်လို့ဖော်ပြပါတယ်။ကင်မျိုးသားစီယုံ KNU ပြောခွင့်ရဘရိုဆော့တော်နီက NCA စာချုပ်ပါအားလုံးကိုချိုးဖောက်ခံနေရတာကြောင့်စက်ကူစော့ဖြစ်သွားတဲ့အတွက်ဘာမှတုံးလို့မရတော့ဘူးလို့တန်လွင်တိုင်းကိုမှတ်ချက်ပြုပါတယ်။ အနှစ်သာရရောဟောလုပ်ငန်းစဉ်တွေရောရည်ရွယ်ချက်တွေဥတီချက်အကုန်လုံးအချိုးဖောက်ခံရတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကစက်ကူစုပ်လို့ပြောတာလေစက်ကူစုပ်ဆိုမှတော့ဘာသွားသုံးလို့ရတော့မလဲဆရာအဲ့ဒါရှင်းရှင်းလေးပါဒါဒါရောမို့ကျွန်တော်ကတော့တူတူရှင်းရှင်းမြန်မြန်ဆက်စပ်ပြောစရာလည်းမလိုတော့ဘူးလို့မြန်မာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနိလက်နဲ့ဖြေရှင်းနိုင်ဖို့ KNU, CNF, ABSDF နဲ့ PNLO တို့ဟာ တခြားတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း၄ဘွဲ့နဲ့အတူအပြစ်ခတ်ရစေးရေးသဘောတူစာချုပ် NCA ကို2015ခုနှစ်အောက်တိုဘာ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တာပါ။အဲဒီနောက်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ဦးဆောင်တဲ့အရက်သားစုရလက်ထက်မှာ NMSP နဲ့ LDU တို့က2018ခုနှစ်ဖေဖော်ဝါရီ17ရက်နေ့မှာ အပြစ်ခတ်ရစေးရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါလိမ့်။တော်လန်ရေး EAO 6ဖွဲ့ကတော့ NCA စာချုပ်အပေါ်ခြေဝန်ဆောင်ထင်းခြင်းမရှိဘဲအကြင်ကြင်ချိုးဖောက်ခဲ့တဲ့စစ်အုပ်စုဟာ ပြည်သူလူထုကိုမြင်အားသုံးကပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်လာခဲ့တဲ့အပြင်လေကြောင်းတပ်ခိုင်းမှုတွေပါဝင်ပြည်သူလူထုကိုအကြမ်းဖက်တပ်ဖြတ်မှုတွေနေ့စဉ်ကျူးလွန်နေခြင်းမှာပဲ NCA နှစ်ပတ်လည်ပြုလုပ်ဖို့ပြင်ဆင်နေတာလို့ပြောပါတယ် NCA မြေခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့စေုပ်စုကသူတို့ကိုယ်တိုင်ချိုးဖောက်ခဲ့လို့ပြက်ပြက်သွားပြီဖြစ်တဲ့ 2008ဖွဲ့စည်းပုံခြေခံဥပဒေအောက်မှာကျင်းပဖို့ပြင်ဆင်နေတဲ့အထူးရောင်ရွေးကောက်ပွဲတွေဟာဆရာနာရှင်တွေကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုရှိဖို့ကြိုးပမ်းကျင်တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီ NCA အမေရိကန်ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ရွေးကောက်ပွဲဟာနိုင်ငံရဲ့အကျက်တဲနဲ့ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘဲပဋိပက္ခတွေသာပိုပြီးရှေ့လျားစေမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာထောက်ပြထားပါတော်လိုင်းအေကို၆ဖွဲ့အနေနဲ့ရေရှည်တည်တံ့ခံရတဲ့ငင်းကြံရေးဖြစ်ပေါ်စီရဲ့လမ်းစာဖြစ်တဲ့စစ်တပ်ဟာ နိုင်ငံရေးမှာပါဝင်မှုမရှိစေရေးနဲ့ပြည်ပခါအတွင်းမတရားကျွလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိရေးအတွက်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။ဒါအပြင် Federal Democracy ဖွဲ့စည်းပုံခြေခံဥပဒေအသေးရေးဆွဲနိုင်ဖို့တော်လှန်တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးဖွဲ့စည်းတွေနဲ့အတူတကွဆက်နာရှင်စနစ်ချုပ်ငြိမ်းပြီး Federal Democracy ပြည်ထောင်စုအသစ်ထူထောင်နိုင်တဲ့အထိတနိဋ္ဌာန်ချဒီဇိုင်းမဲ့မဲ့တိုက်ပွဲဝင်နေမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။တရုတ်နယ်မြောက်ကိုရီးယားပြူဟောင်မြောက်ပူးပေါင်းဆောင်ရွက်မှုတွေတုံ့ပြန်မှုရှိနေပါတယ်။ဒီအကြောင်းကိုတော့ဘေဘက်ကတင်ဆက်ပေးထားပါတယ်ရှင်။နိုင်ငံတကာနဲ့ဒေသဆိုင်ရာအရေးကိစ္စတွေမှာမြောက်ကိုရီးယားနဲ့ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအားကောင်းအောင်လုပ်ဆောင်မှုအသင့်ရှိကြောင်းတရုတ်ကပြောကြားတယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနကဖော်ပြပါဗျ။ ။တရုတ်သမရရှိချင်းဖြင့်ကမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ထန်ပြီးခဲ့တဲ့ရက်ပိုင်းကပေးပို့တဲ့စာမှာအဲ့ဒီလိုပြောဆိုထားတာဖြစ်တယ်လို့ KCNA သတင်းမှာဖော်ပြထားပါတယ်။တရုတ်ကွန်မြူနစ်ပါတီတည်ထောင်မှုနှစ်ပတ်လည်နေ့အတွက်ကင်ဂျုံအန်ပေးပို့တဲ့ဂုဏ်ပြုသတင်းစကားကိုရှီကအခုလိုမျိုးတုံ့ပြန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တရုတ်နဲ့မြောက်ကိုရီးယားတို့ဟာအိန္ဒိချင်းကောင်းတွေမိတ်ဆွေကောင်းတွေဖြစ်ပြီးကံကြမ္မာလဲတူတယ်လို့အချင်းချင်းကူညီပေးရင်းနဲ့နှစ်နိုင်ငံကြားခင်မင်ရင်းနှီးမှုပိုအားကောင်းလာတယ်လို့ရှီကျင်းပင်ကပြောကြားကြောင်း KCNA သတင်းမှာဖော်ပြပါတယ် အမေရိကန်မှာအိမ်ဖြူတော်တို့ဒေါ်နယ်ထရန့်ရောက်ရှိလာပြီးနောက်ပိုင်းတရုတ်နဲ့မြောက်ကိုရီးယားဆက်ဆံရေးပိုရင်းနီးလာတာတွေ့ရပြီးမြောက်ကိုရီးယားကရုရှားကိုလည်းစစ်သားတွေဆေလွတ်ကူညီထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပျုံယမ်းမြို့မှာလုပ်တဲ့စစ်ရေးပြပွဲအတွင်းမြောက်ကိုရီးယားကသူတို့ရဲ့တိုက်ချင်းပြစ်ဒုံးကျည်အစ်စ်ကိုမိတ်ဆက်ပြသခဲ့ပါတယ်။ နောက်ကိုရီးယားကိုအုပ်ချုပ်နေတဲ့အလုံသမားပါတီတီထောင်မှု280ပြည့်အထိမ်းအမှတ်အဖြစ်အော်တိုဗလာ၁၀ရက်ကပြုလုပ်တဲ့စစ်ရေးပြပွဲမှာမြောက်ကိုရီးယားကသူတို့ရဲ့အစစ်အမြင့်ဆုံးလက်နက်တွေကိုဖိတ်ကြားထားတဲ့နိုင်ငံတကာဂုဏ်သတင်းရှိများရှိမှထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားကရင်ငုတ်တင်မော်ရီလည်းတိဆောက်ဖို့စီစဉ်နေပြီးရုရှားစီကနီးပညာအကူအညီရရှိထားပွဲရှိတယ်လို့တောင်ကိုရီးယားကပြောထားပါတယ်။ နောက်ကိုရီးယားကစစ်ရေးပြပွဲအတွင်းအတန်ထက်ပုံမြန်တဲ့ပဲ့ထိန်ဒုံးကြီးတွေ၊ cruise ဒုံးကြီးအစ်စ်တွေနဲ့ kamikaze drone တွေအပါအဝင်သူတို့ရဲ့နောက်ဆုံးထုတ်လန့်နဲ့တွေကိုလည်းထုတ်ဖော်ပြသခဲ့ပါတယ်။ယူကရိန်းစီထော်မဟက်ဒုံးကျည်ပဲပေးပို့ဖို့ threat စဉ်းစားနေပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။ယူကရိန်းတို့တာဝေးပြည့်ထော်မဟော့ခ်ခရစ်ဒုံးကျည်များပေးပို့ရေးစဉ်းစားနေကြောင်းယူကရိန်းနေနယ်စစ်ပွဲဆင်နွှဲရမှာတိုက်ခိုက်မှုခြေလှမ်းတဲ့တစ်ခုဖြစ်လာလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောလိုက်ပါတယ်။ အစ္စရေးတို့တွားရောက်မဲ့ Air Force 1လေယာဉ်ပေါ်မှာယူကရိန်းတို့ Tomahawk cruise ဒုံးကြီးတွေပြေပို့သွားမှလားလို့သတင်းတောက်တွေကမြင်းမြင်းရမှာ Trump ကဟုတ်တယ်ကျွန်တော်တို့ကြည့်ရပါမယ်ကျွန်တော်ပို့ကောင်းပို့ဆောင်သွားမှာပါလို့ဖြေကြားသွားပါသည်ရုရှားကိုတံပြန်တိုက်ခိုက်မှုတွေပြုလုပ်ရေးစေးစွမ်းမကအားပို့ကောင်းလာအောင်လှုပ်ဆောင်ပေးဖို့တိုက်တွန်းထားတဲ့ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့ Trump ကြားပြည်ထောင်စုတရင်ဘက်ကဒုတိယမြောက်ဖုံးခေါ်ဆိုမှုပြီးမှ Trump ရဲ့အခုလိုပြောဆိုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဝါရှင်တန်အနေနဲ့ယူကရိန်းသို့တာဝေးပြစ်တုံးကျူတွေမပေးဖို့ဖို့မော်စကိုကရင်ကလေးကသတိပေးထားခဲ့ပြီးအဲ့လိုပို့ဆောင်ခဲ့မယ်ဆိုရင်စစ်ပွဲကြီးကြီးမားမားအရှိန်မြင့်လာစေမှာဖြစ်တယ်လို့အမေရိကန်ရုရှားဆက်ဆံရေးထိခိုက်နိုင်တယ်လို့ပြောထားပါတယ်။တော်မာဟော့ခ်ဒုံးကျီတွေဟာမိုင်1500အထိပြစ်ခတ်ရောက်ရှိနိုင်တာကြောင့်မော်စကိုဟာယူကရိန်းပြစ်ခတ်တိုက်ခိုက်နိုင်တဲ့အကွာအဝေးတွင်ရောက်ရှိလာမှာဖြစ်ပါတယ်။အစ္စရေးတို့တွားနေတဲ့လမ်းမှာသတင်းတောက်တွေရဲ့မင်းမြတ်မှုကိုဖြစ်ကြရမှာတော့ထရန့်က ယူကရိန်းရဲ့အဲ့ဒီဒုံးကျည်တောင်းဆိုထားမှုနဲ့ပတ်သက်ပြီးရုရှားနဲ့ဆွေးနွေးသွားဖို့ဖြစ်နိုင်တယ်လို့ပြောပါတယ်။ရုရှားအနေနဲ့စစ်ပွဲကိုပြေလည်အောင်မဖြေရှင်းဘူးဆိုရင်မိမိတို့အနေနဲ့တော်မာဟော့ဒုံးကျည်တွေယူကရိန်းသို့ပေးပို့သွားဖို့ရှိတယ်လို့ရုရှားကပြောကြားမှာဖြစ်ကြောင်းထရန့်ကဆိုပါတယ်။ရုရှားအနေနဲ့ယူကရိန်းကိုတော်မာဟော့ဒုံးကျည်တွေလက်ခံရရှိစေဖို့ဆန္ဒမရှိတော့ဘူးလို့မိမိအနေနဲ့ထင်မြင်ကြောင်းလည်းထရန့်ကပြောပါတယ်။ ယူကရိန်းကရုရှားကိုပြန်လည်တိုက်ခိုက်နိုင်ရေးတာဝေးပြစ်တုံးကြီးတွေအကြိမ်ကြိမ်တောင်းဆိုထားပြီးထရန့်နဲ့နောက်ဆုံးဖုံးခေါဆိုမှုအတွင်းဇလန်စကီကသူတို့ရဲ့လေကြောင်းကာကွယ်ရေးအကောင်အောင်လုဆောင်ပေးဖို့တောင်းဆိုထားတာပါမြို့တော်ကီအပါအဝင်ယူကရိန်းမြို့တွေဟာရုရှားရဲ့လေကြောင်းကနေပုံကျဲတာတွေ drone တွေဒုံးကြီးတွေနဲ့အကြိမ်ကြိမ်တိုက်ခိုက်မှုတွေရင်ဆိုင်နေရပါတယ်ရုရှားကအထူးသဖြင့်ယူကရိန်းရဲ့စွန့်ရင်စောက်တွေကိုပြစ်မှတ်ထားနေပြီးတော့ယူကရိန်းမှာလျှက်စစ်တာပြတ်တမှုတွေဖြစ်ပေါ်နေပါတယ်။အမေရိကန်အနေနဲ့တော်မဟုတ်ဒုံးကျည်တွေဒါမှမဟုတ်တခြားတာဝေးပြစ်ဒုံးကျည်တွေပြေပို့ခဲ့မယ်ဆိုရင်လည်း

ီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွက်ချက်တွေအရာမြန်မာနိုင်ငံအလဲပိုင်းမြဝကျုံးပေါ်နဲ့တောင်ပိုင်းဒေသတွေမှာတိမ်အထင်အင့်မှတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတော့တိမ်အနည်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းဒေသတို့ချို့မှာနေရာကွက်ကြောင်မိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရိပ်တွေမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ပြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အင့်မှတိမ်ထူထပ်နိုင်ပြီးမုတ်တုံလေအားအနည်းငယ်ရှိနိုင်ပါသေးတယ်။ တနင်္သာရီကံယူတန်ရခိုင်ကံယူတန်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုံတမာကွေဘတ်တို့မှာလေဟာအရှိရှိတောင်ဘက်ကနေတနင်္သာရီ9မိုင်မှစိုင်မာခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင်သင်ရှိနိုင်ပါတယ်။ပဲခူးတိုင်းအရှိပိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထက်ချုံရွာသွန်းနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအနောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာတော့နေရာကျကျမိုးထေချုံရွာသွန်းနေပါတယ်။ အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နဲ့ဖန်အံမြို့တို့မှာ32ဒီဂရီစင်တီဂရိတ်စီနဲ့တဝယ်မြို့မှာ29ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာကျန်းလွန်ရောင်ကြီးအညွန်ကိဟာတောင်ပိုင်းအဆင့်မှာရှိနေနိုင်ပြီးကြံတပြီလုံးမှာတော့အညွန်ကိဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုလေးမသားအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာ လူသားချင်းစာနာထောက်ထားရေးနဲ့ရဲအန်ရဲဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုမ္ပဏီကနေရည်ယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လွေတိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လွေတိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွေတိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။